ောကဆောင်ကြနမယပေါင်းတို့တရားနာလာကြကုန်တော့သောဆောင်နာတောင်းဆောင်နာအပေါင်းမြို့ဆောင်နာရွာဆောင်နာပေါင်းယုကုစုဘုမစုအာကတစုနာပေါင်းတို့တရားနာလာကြကုန်တော့မြေဆောင်နာရေဆောင်နာသာသနာရောဆောင်နာသမုတ်တရားဆောင်နာဝလာဟကနာပိတ်ဆုံးနာစတုလောကပါဠနာတရားမြမအတုရာယမအဆက်ရှိသောနတ်မြမအပေါင်းတို့တရားနာလာကြကုန်တော့ နဂါဂလုံးကုံမောင်းရဲ့ခိုင်ဆက်ကြည့်တော့ဥပဒကပေါင်းတို့တရားနာလာကြကုန်တော့ဝိဇ္ဇာဇောကြီးတပတိဆက်ကြည့်တော့သူတော်ကောင်းပေါင်းတို့တရားနာလာကြကုန်တော့အိုလူပေါင်းနှောင်းအပေါင်းအပေလေးပါးတ attva ပေါင်းတို့တရားနာရန်ဖိတ်ခေါ်ပါကုန်၏အကျုံးလုံးဒီဝိနည်းများစွာတ attva တို့ချမ်းသာမှုကိုရှေ့ရှု၍ကောင်းမြတ်သောစိတ်စေနာဖြင့်ကသပများစွာဖျားရှင်ဤဖို့ကြတော်မူခဲ့သည် တကားသာလင်းဖို့တသိမ့်ထိုက်တံဒီအလွန်တရာကြာရနာရဒုလဇောသောတတ္တဟတာရဟသာထာဘူယုဖသရေစေပါကုကောင်းမွန်ယုပြေစွာနာကြားကြကုလောတကယ်လေးကမဟာသာသာတတိဟောတိသမာကမောတဏ္ဏပါလေတိသင်္ဝတိနာတတိဘုဟုသင်္ကမောသဗ္ဗေရေဝသမာတိထသဗ္ဗေကုပိထသံတော် သတံတ္တမမညာယသေယောဒီနဘပိယောဇီရံဒီဝေရာဇရထာသူစိတ်တာအသောတရေလံပိဇရံဥပေတိတတေသဓမောနဇရံဥပေတိသံတောဟဝေသဗ္ဗဝေရယံဒီနဘေသဒူရေပထဝီသဒူရေပါရံသမုဒ္ဒတတရာဟုဒူရေတရောဟဝေဒူရတဗံဝရံဒီတတေသဓမ္မအတတေသရာဇာ ဒီဒီမှာကသတ္တဝါမျိုးစွာဆရာရှင်ဒီသူရဲ့ဖတ်သမီးတော်ကိကိမင်းကြီးကိုဟောခဲ့တယ်။နောင်မြားကဒီသဒ္ဓနာကိုအလွန်ကြားနာလိုကြတယ်။ကြားနာလိုသောကြောင့်ဘုရားသခင်နဲ့တူကြကာလအတွင်းဘယ်လေးကမှဘယ်ကိစ္စသောသူတော်ကောင်းပုဂ္ဂိုလ်တို့ဤကျိုးဆိုခြင်းပြုကြ၍ငါတို့ကြားနာခွင့်ရနိုင်ပါမည်နည်းဟုလောကတည်းလှည့်လည်နေကြောင်းအခြားကံလည်းပါတယ်ဒါကြောင့် ဘုန်းကြီးတပါးတဲ့တောတောင်နေကြကံသာရကျဲ့လေသွားလာနေစဉ်သိသွားရင်တောတောင်နဲ့ရှိကြဘုန်းတော်နှမြန်ကြနာနိုင်ကြပါစေလို့နတ်တိပိတ်ခေါ်ပြီးရုပ်ဆုံနေလာခဲ့တယ်။နှမြန်နှစ်သက်သောကြောင့်ဖြစ်ပါလိမ့်မယ်။တောင်ဆောင်နတ်ကြီးကညာချောင်းကဘုန်းကြီးထံ၆ကျိန်လာကြည့်ဘူးလေ။တောကျိုးဝိဇာလိုမြန်ကဘုန်းကြီးထံ၃ကျိန်လာဘူးလေ။ဒီကြောင့်သူတို့ဆောင်းသွားလေမေတ္တာစွမ်းဆိုတဲ့တောင်တဲ့ရေးထည့်ဘူးလေ။ ယခုဒီသေးတာနဲ့ရောက်ခဲ့ဒီသေးတာနဲ့ရှိကြဘုံတော်နတ်မြတ်ဈာနာနှင်ကြဘာကင်းတို့နတ်တို့အတွက်ရောက်ဆိုခြင်းဖြစ်တယ်ဒီသေးနာကိုနတ်မြတ်ကဘယ်နှယောက်ကြားခြင်းကြလဲလဲသတ္တဝါများစွာဘုရားရှင်ကသူ့ဖောက်သမီးတော်ကြီးသူ့ကြည်မင်းကြီးကိုဟောတယ်တကိန်ဒီဝမဟာရာဇသတ္တိဟောတိသမာသမော සනම් බලේදී බැඟදී නදදී බොහෝ දෙනමෝ ගාරෝ මිනි තුරවම් පුකෝ දෙකේ සිසේ ကဘာတိစေကြာလီညာတော်လေတကြီးတကကြာနာရခဲ့ကြကြ သူတော်ကောင်းပုဂ္ဂိုလ်ကိုအ ਨੇ စုဒီကင်းဖြစ်စေရှိကပ်ပါသူတော်မဟုတ်သူရောမတို့စကားဆိုတာကနေရာတကာမကြားခြင်းဆိုသူတော်ကောင်းစကားကျမ်းနာရာကဲသောရက်ဘုဒ္ဓကာတော်မင်းကြီးကိုတိုက်တွန်းတယ်ဖြစ်နိုင်ရင်အကျင်များစွာရှိကပ်ပါတဲ့အကျင်များစွာရှိကပ်တော့သူတော်ကောင်းတို့စကားအကျင်များစွာကြားရတယ်ဒါကဒုတိယတိုက်တွန်းချက်တတိယစကားက သူတော်ကောင်းပုဂ္ဂိုလ်ကိုမိတ်ဆွေဖွဲ့ပါတယ်သူတော်ကောင်းပုဂ္ဂိုလ်နဲ့မိတ်ဆွေဖြစ်ရရင်သူတော်ကောင်းနဲ့ရင်းနှီးသူတော်ကောင်းတို့နေဘုံထိုင်ဘုံကျင့်ဘုံကြံဘုံအခြေရာအာကာရကျောဘုံဆွေဘုံနှလုံးသွင်းဘုံဒီအားတွေကုန်သိရသူတော်ကောင်းတို့ရဲ့အချီမျိုးကြည့်တတ်လားသူတော်ကောင်းတို့ကြည်ငင်းနေကြည်တာလားတော့သူတော်ကောင်းတို့အမြင်ကိုမြင်လား

ရာဇရထာသူစိတ်တာအထောတရေရံတိဇရံဥပေတိတတေသဓမောနဇရံဥပေတိသံတော်ဟဝေသဗ္ဗိပဝေတယံတိဒီဃာထာကဒေသနာတံဝေကတရားကိုပြောတယ်။ခံကြတာပြုလုပ်တော့မင်းသေးတာယထာတို့ဒီတစ်ပြေးပြေးနဲ့ပုံမင်းသွားတဲ့ချိတ်ခက်ကခုလိုဆေရထာစကားတွေမရှိပါဘူး။ သက်သားများဖြင့်သုဘချူနယ်လေးဆင်း၍လှပစွာပြုလုပ်ပြီးတော့မြင်းလေးကောင်တတ်သောယထာမြင်းချက်ကောင်တတ်သောယထာဖြင့်မင်းများကသက်သားယထာနဲ့မြင်းဆွဲသောယထာကိုကြည့်ကြရတယ်။မင်းတို့ကစံပြစွာလှုပ်ထားတော်လဲယထာတို့သည်တစ်ပြေးပြင်းနဲ့ဖောင်းသွားတယ်။ဖောင်းရအိုမင်းသွားတယ်။အိုမင်းပြီးတော့ယိုယွင်းသွားတယ်။ယိုယွင်းပြီးတော့ဆင်းမြေသွားတယ်တဲ့။ ထိုနည်းတူလူတို့ရဲ့ခန္ဓာကိုယ်လည်းပဲတစ်ဖြည်းဖြည်းနဲ့ဥမင်းပြီးတော့ယိုယွင်းသွားတယ်တဲ့လူတို့ဒီငရယကကြီးကြီးရကအိုးအိုးပြီးတော့နောက်ဆုံးကြတော့ယိုယွင်းဥမင်းသွားကြတယ်နောက်ဆုံးကြတော့ခန္ဓာကိုယ်ကြီးပြတ်သွားတယ်ဘဝဆုံးကြတော့ခန္ဓာကိုယ်ကြီးတင်းကျိုင်းကုန်ပြတ်သွားခဲ့ခန္ဓာကိုယ်ကြီးတင်းကျိုင်းကုန်ပြတ်သွားခဲ့ပြီးတော့ဒီလိုနောက်ဘဝတစ်ခုအစအစပြုပြန်ရောဘဝတစ်ခုအစပြုပြီးတော့ ဘဝနေရန်ရှိနေရန်ကနေပြီးတော့ဘဝတစ်ခုတစ်ပြေးပြေးနဲ့ရင့်ရွေရင့်ရွေကြီးရွေသွားရပြန်ရောငယ်ကကြီးကြီးရကအိုးအိုးပြီးတော့သေသေပြီးတော့နောက်တစ်ခါပြတယ်လားမပြတ်သေးဘဝတစ်ခုသွားပြန်ရောဒီလိုကြီးတဲ့မဆုံးနိုင်ဘူးတန်တရာကြီးသွားနေကြအဲ့ဒါကိုတန်ဝေကအနေနဲ့မင်းဒီကအိုးရခဲ့လို့လူရောခန္ဓာကိုယ်ရဲ့အိုးရမယ်မင်းဒီတစ်ခါဒီယိုရဲတစ်ခါဒီလူခန္ဓာကိုယ်လည်းယိုရွင်းတယ် မင်းသည်ယထာသည်ဆွေးမြေ့ခြင်းရောက်တဲ့ကဲလူခန္ဓာကိုယ်လည်းဆွေးမြေ့ခြင်းရောက်တယ်ဒုတိယကာထာကသံဝေကတရားကိုပြောတယ်တတိယကာထာကဝေယျတရားကိုဝေယျသုံးပါးကိုပြောတယ်နဘင်္စဒူရေပထဝီစဒူရေပါရံအဲ့ဒါကောင်းငင်ပြင်းဒီမြေကြီးမှဝေတယ်မြေကြီးဒီကောင်းငင်ပြင်းမှဝေတယ်သမုဒ္ဒရာကြီးဒီမှာပကံဒီထုံမှာပကံနှင့်ဝေတယ်ထုံမှာပကံဒီဒီမှာပကံနှင့်ဝေတယ် ထားတဲ့ဝေးတာရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့သူတော်ကောင်းတရားနဲ့သူယုံမာတို့တရားသာဝေးဝေးသေးတယ်တဲ့ဒါဝေးခြင်းသုံးပါးကိုပြရတယ်ဒီပြေဒနာကိုနတ်မြန်းကလွန်ကြားနိုင်ကြတယ်ကြားနာလို့ရောကြောင့်နတ်မြန်းကလက်လဲနေကြောင်ဟုတ်ဒီဟောသာသနာခက်တုံးကဒီဈေဒနာကြားနာခြင်းဆက်လို့ဖြစ်ရည်တော်တော်များများရှိတယ်စိတ်ဝင်စားဖို့လည်းတော်တော်ကောင်းတယ် အခုဒီသေးသားနဲ့ရောက်ခဲ့ဒီသေးသားနဲ့ရှိရကုန်းသောနတ်မြတ်ဈာန်နဲ့နှင်ကြပါစေလို့နတ်တို့အတွက်သီးသန့်ရွတ်ဆိုသောဒေသနာဖြစ်တယ်